ိုင်းစီရဲ့၄စင်တင်ရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မာဘောင်းတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့တရုတ်ကိုဆန်စပွဲတင်ပို့မည်ကုမ္ပဏီများကိုနိုင်စင်ပုံမှန်စီစဉ်မှတ်ပုံတင်ခြင်းဆောင်ရွက်သွားမည်ဆိုတဲ့သတင်း EKA တာမြောင်တရုတ်ကိုတင်ပို့ခွင့်ရရှိရေးဆွေးနွေးနေဆိုတဲ့သတင်း းစီအားလုံးဈေးပြန်ကြဆိုရတဲ့တွင်ငါတကားအတွင်းပုံလေးနဲ့ထရန့်ရဲ့ကြံပေးပုံကိုရာထူးမှအီလွန်မတ်နှုတ်ထွက်မည်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုံအနေနဲ့တရုတ်သူစံစကွဲတင်ပို့မြီကုမ္ပဏီများကိုနှစ်စဉ်ပုံမှန်စီစဉ်မှတ်ပုံတင်ခြင်းဆောင်ရွက်သွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်နိုင်ငံသို့စံစကွဲတင်ပို့မယ်ပြည်တွင်းကကုမ္ပဏီတွေကိုနှစ်စဉ်ပုံမှန်စီစဉ်မှတ်ပုံတင်ခြင်းကိုဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံစံစပါအဖွဲ့ချုပ်မှသိရပါတယ်။ဒီလိုဆောင်ရွက်တာဟာမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံနှစ်နိုင်ငံချုပ်ဆိုထားတဲ့အပင်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်သဘောတူစာချုပ်အရတတ်မှတ်စည်းကမ်းချက်တွေနဲ့အညီလှုပ်ဆောင်ထားဖြစ်ပြီးတရုတ်နိုင်ငံသို့စံစကွဲတင်ပို့လို့တဲ့ကုမ္ပဏီတွေရဲ့အနေနဲ့နှစ်စဉ်ပုံမှန်စီစဉ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားရမယ်လို့ဆိုပါတယ်သားချောင်းတရုတ်နိုင်ငံတို့စံစကွဲတင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုတဲ့ကုမ္ပဏီတွေကိုစိတ်ဝင်စားမှုအဆိုပြုလွှာတင်ပြဖို့ဖိတ်ခေါ်နေပါတယ်။ စံစကွဲတင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့်ကုမ္ပဏီများရခင်ခွင့်ပြုထားပြီးသောကုမ္ပဏီများမပါစိတ်ဝင်စားမှုအစိုးပြလွှာတွေကိုစိုက်ပျိုးရေးနှင့်ဆယ်မြောင်းဝင်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနတွင်၎င်းတရုတ်နိုင်ငံသို့စံစကွဲတင်ပို့နိုင်ရှိဤပညာရဲ့ဆိုင်းယားလုပ်ငန်းအဖွဲ့မြန်မာနိုင်ငံစံစပန်းအဖွဲ့ချုပ်တွင်၎င်းရယူပြီးဂျွန်လ30ရက်နောက်ဆုံးထားပြန်လည်တင်ပြရမယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ အေးခဲအသားမြောင်တရုတ်တို့တင်ပို့ခွင့်ရရှိရေးဆွေးနွေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအေးခဲအသားအပါဝင်တရိษံအသားအမဲသားများတရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိရေးအတွက်ဆွေးနွေးလျက်ရှိတယ်လို့သိရပါတယ်။ တရုတ်ပြည်သူတမရနိုင်ငံဆိုင်ရာမြန်မာအသံမတ်ကြီးဦးတင်မောင်ဆွေကတရုတ်ပြည်သူတမရနိုင်ငံအကောက်ခွန်အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ GACC ရဲ့အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဌာနညွှန်ကြားရေးမှူးချုပ်နဲ့မေလ29ရက်က၎င်းတို့ရဲ့ဌာနကိုတွားရောက်ပြီးအလို့သဘောတွဲဆောင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ဒီလိုသွေးဆောင်ဆွေးနွေးရမှာနှစ်နိုင်ငံကြားအေးခဲအတအပေါဝင်သရိဆန်အတအမဲသားတွေတရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိရေးကိစ္စမြန်မာနိုင်ငံမှစိုက်ပျိုးရေးနဲ့ရေထွက်ကုန်ပစ္စည်းတွေတင်ပို့ခွင့်ရရှိရေးကိစ္စအသေးစားအငယ်စားအလက်စားလုပ်ငန်းတွေရဲ့ထုတ်ကုန်များနှင့်အလကုန်ပစ္စည်းတွေဖြစ်တဲ့ရေမွေးခေါင်းလျှော်ရေတွေကိုတရုတ်နိုင်ငံသို့တင်ပို့နိုင်ရေးကိစ္စရက်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးစက်သုံးစီအားလုံးဈေးပြန်ကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ပတ်က ပြန်လည်မြင့်တက်လာတဲ့ရန်ကုန်ဝထိုင်းစက်သုံးစီဈေးနှုန်းတွေဟာအခုတစ်ပတ်မှတော့တလီတာကို55ချက်ကနေ45ချက်အထွန်းပြန်လည်ကျဆင်းလာတယ်လို့စက်သုံးစီတင်သွင်းတူလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကသိရပါတယ်။ ပြီးခဲ့တဲ့တပတ်ကတလီသားကို120ကျပ်အထိပြန်လည်မြင့်တက်ခဲ့တဲ့92နဲ့95ဓာတ်ဆီဈေးနှုန်းတွေဟာအခုတပတ်မှာတော့တလီသားကို15ကျပ်နဲ့အနည်းငယ်ပြန်လည်ကျဆင်းလာပါထိဒီဆဲဈေးနှုန်းတွေကလည်းပြီးခဲ့တဲ့တပတ်ကတလီသားကို120ကျပ်ကနေ160ကျပ်အထိပြန်လည်မြင့်တက်လာပေမဲ့အခုတပတ်မှာတော့တလီသားကို35ကျပ်ကနေ45ကျပ်အထိပြန်လည်ကျဆင်းလာပါထိ ကမ္ဘာရှည်နှန်းစိမ့်စိမ့်နှုံတွေကတော့ဒီကနေ့မှသစီကို60တန်းမှခွန်9ဒေါ်လာအထိရှိနေပြီးအခုလအတွင်းဒေါ်လာ60ဝန်းကျင်နဲ့အသက်ကျဖြစ်နေပါအထိလက်ရှိမှာပြည်တွင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားတွေဟာအမေရိကန်ဒေါ်လာကို4430ကျပ်နဲ့အသက်ကျနေငယ်ရှိနေပါအထိ ဈေးကွက်ထဲမှာထော့ဒေတာအလိုက်73စီလိုအပ်ချက်ကိုပြင်ပြီးအောင်အချိန်မီပို့ဆောင်ဖြန့်ဖြူးပေးနေပြီးအဆင်ပြေချုံးပွေစွာလိုအပ်သလိုဝယ်ယူသုံးစွဲနိုင်တယ်လို့73စီတင်သွင်းတိုးလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေအတည်ပြုထားပါတယ်။ ။ဒါအပြင်ဗဟိုဘဏ်ကလည်းစက်သုံးစီလုပ်ငန်းရှင်တွေကိုနိုင်ငံခြားငွေကြေးတွေအဆက်မပြတ်ရောင်းချပေးနေတာကြောင့်စက်သုံးစီဈေးနှုန်းတွေလည်းအနည်းငယ်ပြန်လည်ကျဆင်းလာနေတယ်လို့ဆိုပါတယ်။အခုတပတ်ရှိညွန်ဈေးတွေကတော့92တလီတာကို2855ကျပ်95တလီတာကို2930ကျပ်ဒီဇယ်စီတလီတာကို2405ကျပ်ပရီမီယံဒီဇယ်စီတလီတာကို2990ကျပ်အထိဈေးနှုန်းအသေးသေးရှိ နေတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ train ရဲ့အကြံပေးပုံကိုရာထူးမှ Elon Musk နှုတ်ထွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Tesla CEO Elon Musk က American သမ္မတဒေါ်နယ်ထရန့်ရဲ့အကြံပေးအတိုင်းမင်ခံအဖြစ်ကနေနှုတ်ထွက်ပြီလို့ဗုဒ္ဓဘူးနေ့ကပြောခဲ့ပါတယ် အစိုးရသုံးစရိတ်ရှော့ချကအလုံကိုင်းများစွာဖြတ်တောက်မှုများပြုလုပ်ခဲ့တဲ့အစိုးရတပ်သားချောင်းချီရေးဌာန TOG မှဦးစီးခဲ့ပြီးနောက်လေးလာအကြာမှထွက်ခွာလိုက်တာဖြစ်ပါတဲ့အခုဆိုရင်တော့ Musk ဟာလျက်စစ်ကားထုတ်လုပ်ရေး Tesla နဲ့ဒုံးပြန်ထုတ်လုပ်ရေး SpaceX အပါအဝင်သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေပဲပြန်ပြီးအာရုံစိုက်သွားမှာဖြစ်ပါတဲ့ ယခုနှစ်ပထမ3လအတွင်းတက်စလာရောင်းအား73ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ကာလျက်စစ်ကောင်းဝယ်လိုအားလျှော်နေခဲ့ပါထိန်။ဒါအပြင်ထရန့်အစိုးရအဖွဲ့မှပဝင်ပတ်သက်နေတဲ့အပေါ်မချေနှက်သဖြင့်ဆန်နာပြပွဲများလည်းဖြစ်ပေါ်ကာကမ္ဘာတဝန်းရှိတက်စလာရောင်းပြခန်းတွေထိခိုက်နှစ်နာခဲ့ပါထိန်။ အဲ့ဆိုရှယ်မီဒီယာပေါ်မှာ mass အလျက်လွင့်30ရိတ်တွေ short ချခွင့်ပေးခဲ့တဲ့သမရာထရန်ကိုကျေးဇူးတင်ရှိကြောင်းဖော်ပြခဲ့ပါသည်အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌမိုင်းချွန်ဆန်ကတာဝန်ထမ်းဆောင်ခဲ့ပြီးအနာဂတ်မှာ30ရိတ်ပုံမိုလျှော့ချနိုင်ရေးလမ်းခင်းပေးခဲ့တဲ့မက်စကိုကျေးဇူးတင်ရှိကြောင်းပြောခဲ့ပါသေး။အင်္ဂါနေ့က CBS News နဲ့အင်တာဗျူးရမှာမက်စက Trump ရဲ့ One Big Beautiful Bill ဥပဒေကိုဝေဖန်လိုက်ပြီးဒါဟာအခွန်ပြတ်တောင်ခြင်းနဲ့လူဝဲမှုကြီးကြပ်ရေးဥပဒေတည်မြဲခြင်းတို့ပါဝင်နေကအစိုးရလုံငွေမြင့်တန်နိုင်ပြီး DOJ ရဲ့လုပ်ငန်းဆောင်တာတွေကိုမိမ့်မိတ်စေမယ်လို့ဆိုခဲ့ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you